ဒါကတော့ဒီနန်းလေးပေါ့နော်အဲဒီဒီအပင်အောက်မှာဒီအပင်အောက်မှာစပောင်းပါတယ်လို့ပြောရင်းနဲ့ကျွန်တော်တွေးခဲ့ပါပြီဗျာ what oh flame through တယ်ကွာငါရပြီးသားလေးလေ oh ရသွားတယ်အတီးရှိတယ်ဒါပေမဲ့ကျွန်တော်စားပြီးသား flame through လေးဖြစ်နေတယ်ဗျာအဲ့တော့ကျွန်တော်တင်ထားလိုက်ပါမယ်တင်ထားပြီးတော့ ဒီဗီဒီယိုတွေ့ပြီးတော့ခုမှစဆောင်းရဲ့ block fruit ညီကိုတွေအဲအတီးလိုတယ်ဒီ flame fruit လေးလိုအပ်တယ်ဆိုရင် comment မှာကျွန်တော်ကိုမှတ်သွားလို့ရပါတယ်ပြောသွားပါကျွန်တော်အကောင့်အပ်ပြီးတော့ကျွန်တော်ဒီအတီးလာပေးလဲပါမယ်ကြိုးအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးရနေပြီးတော့ပြန်လည်ကြည့်ဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာ block fruit တဲကအဲပေါ့နော်ခုမှစဆောင်းမယ်ညီကိုတွေ beginner တွေအတွက်ကြားရည်အတွက်တော့မဟုတ်ဘူးပေါ့နော်အဲ free free ရမယ့်အသီးတွေပေါ့နော် spawn ဖြစ်တဲ့နေရာကိုအဲကျွန်တော်တိတိလောက် like ပြီးတော့ပြပေးပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့မှာအသီးတွေ spawn ဖြစ်ပြီးတော့ရရရနိုင်မလားပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းသွားရှာရင်းနဲ့ဟိုဒီမှာခုမှစဆောင်မဲ့ beginner ညီကိုတွေအတွက်ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် okay let's go okay ဒီပထမတနေရာတော့ပေါ့နော်ဒီ middle 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 တောင်းမှာရှိတာပေါ့နော် middle တောင်းက ။နောက်ဒီဒီဂျားလေးတွေကတစ်ပင်လေးနှစ်ခုပေါ့နော်။အဲဒီ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 တစ်ပင်လေးနှစ်ခုဂျားထဲမှာဒီစပောင်းတယ်ပေါ့နော်။ဒီအတီးကဒီမှာထွက်တက်တယ်ပေါ့နော်။လောလောဆယ်တော့ကျွန်တော်မတွေ့ခဲ့ပါဘူး။ Okay တနေရာဒီဘက်မှာချက်သွားရှိုးမယ်။ What? 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 Oh, အတီးမှန်တာ။ ဘယ်အရှင် delivery လေးဖြစ်နေတယ် okay နောက်တစ်နေရာကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ jungle island မှာရှိတဲ့ဒီ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 ပေါ့ဒီပေါ့ဒီနန်းလေးလောက်ပေါ့ဒီနန်းလေးလောက်ပေါ့နော်အဲဒီနန်းဒီနန်းမှာ spawn ပါတယ်အတီးတစ်ခုပေါ့နော်နန်းမှာကအဲ့လို smoke fruit လားအဲ့လိုပါလဲတော့မသိဘူးပေါ့နော်တခါတော့မြင်ဘူးပါတယ်ဒီမှာ spawn နေပါတယ်နောက်တစ်နေရာကတော့ gorilla island မှာပါ ဟိုရ island ကတော့ကျွန်တော်ဒီဘက်တဲထဲမှာကျွန်တော်ဒီမှာပေါ့နော်အဲနောက်တနေရာကကျွန်တော်ဒီနန်းလေးကအော်ဒီမှာဒီမှာဒီမှာဒီ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  pattern လေးနန်းလေးမှာအတီးတစ်ခု spawn ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့နောက်တစ်ခုကတော့ပေါ့နော်ကျွန်တော်ဒီ marine marine starter ရဲ့ main starter ရဲ့ဒီဘက်ဒီဘက်ဒီနယံကြီးရဲ့အနောက်က ဒီနန်းလေးပေါ့နော်ဒီနန်းလေးမှာသူ spawn တယ်ပေါ့နော်တခု Okay နောက်ထပ်တနေရာကတော့ကျွန်တော်တို့ဒီ Pirate Valley ရဲ့အာဒီပေါ့နော်အခုအခုအခုမြင်ရတယ်ကျွန်တော်တို့ဒီနေရာလေးဒီတရားတော့တိမတိအော်ဒီဒီနန်းလေးထင်တယ်ဒီနန်းလောက်လေးမှာ spawn တယ်ဒီနန်းလောက်လေးမှာ spawn တယ်ပေါ့နော်ပြီးရင်နောက် ဒီမှာ200ရာရှိတယ်ဒီဂျားလေးထဲမှာလည်းတစ်ခုထွက်တယ်ပေါ့နော်ဒီတလုံးစပေါင်းပါတယ်ဒီဒီဒီနှစ်ခုဂျားလေးထဲမှာလည်းအတီတလုံးစပေါင်းပါတယ် okay let's go နောက်တစ်ညောင်သွားပါမယ် okay နောက်ထပ် spawn เนี่ยနေရာတနေရာကတော့ဒီတဲကန်နာရဒီ desert island ရဲ့ဒီပေါ့เนาะဒီနန်းလေးဒီနန်းလေးဒီ cat တ်အပင်လေးနန်းလေးမှာ spawn ပါတယ်အတီးอ่ะဒီနန်းလေးမှာနန်းလေးမှာအတီး စပေါင်းပါတယ်ကျွန်တော်မတွေ့ပါဘူးကျွန်တော်ခုတတိတလုံးမှမတွေ့ရသေးပါဘူးโอเคနောက်တနေရာနောက်တနေရာကတော့ကျွန်တော်ခုနက level တင်ခဲ့တဲ့ဒီ Yeri Island ကပေါ့နော်ဒီဒီတစ်ပင်လေးအောက်မှာစပေါင်းပါတယ်တလုံးကတော့ကျွန်တော်လည်းအခုမတွေ့ပါဘူးဒီမှာအတီးရပါတယ်ကြွေကြနေမလားဆိုပြီးတော့ကောက်ကြည့်ပါသေးတယ်မတွေ့ခဲ့ပါဘူးနောက်တနေရာကတော့အခုကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် quest လုပ်ရမယ်ကျွန်တော် level တင်ရမယ် ဒီ Marine Ford ရဲ့ဒီနေရာမှာရှိပါတယ်ကျွန်တော်တစ်ချက်လိုက်ပြပါမယ်အဲဘယ်နေရာလဲဆိုတော့အော်ဘယ်ဟာဒုက္ခပါပဲဒီ NPC လေးရဲ့ဒီတပင်လေးရဲ့အောက်မှာ စပောင်းပါတယ်အတီးရဒီတပင်လေးအပင်လေးရအောင်မှာစပောင်းပါတယ်နောက်တစ်နေရာကတော့ဒီ marine fort ထဲကပဲပေါ့နော်ကျွန်တော်ဒီဒီနန်းလေးပေါ့နော်အဲဒီဒီအပင်လေးအောက်မှာစပောင်းပါတယ်ကျွန်တော်လည်းမတွေ့ခဲ့ပါဘူးအခုတော့ okay နောက်တစ်နေရာကတော့ကျွန်တော်တို့ဒီ prison နန်းလေးမှာရှိတဲ့ပေါ့နော်ဒီနန်းလေးဒီနန်းလေးပေါ့နော်ကျွန်တော်တို့အာအာအာ DMBC လေးရဲ့ပေးအဲဒီအပင်တန်းလေးမှာဒီအပင်အောက်မှာ spawn ပါတယ်ခုလည်းမတွေ့ခဲ့ပါဘူးအဲပြီးတော့နောက်တစ်နေရာကကြာတော့နောက်တစ်နေရာကကြာတော့ပေါ့နော်ဒီနန်းလေးပဲသူကဒီမှာဒီမှာဒီမှာဒီအပင်လေးရဲ့အောက်မှာ spawn ပါတယ် Okay let's go Okay နောက်တစ်နေရာကတော့ဒီပေါ့နော်ဒီ Colossian ဆိုတဲ့ဒီရှေးဟောင်းအမွေနဲ့ပါညာကြီးအဲအိုင်နန်းရဲ့ဒီမှာဒီမှာပေါ်တာပါ ဒီအလန့်ရတော့တာပဲဒီအပင်ရဲ့အောက်မှာစပောင်းပါတယ်အတီးရတော့အခုတော့ကျွန်တော်မတွေ့ခဲ့ပါဘူးဒီမှာနှစ်နေရာရှိပါတယ်နောက်တစ်နေရာကတော့ဒီမှာပါအဲဘောနော်ဒီဒီဒီဟိုဒီ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 အောက်မှာပါဒီအပင်အဟုတ်ပေါ့ဟိုတယ်ဟုတ်ဒီအပင်အောက်မှာပါဒီနန်းကတော့ကျွန်တော်မမကောင်းကောင်းမမမမဒီနန်းဒီအပင်ရဲ့ဒီဘက်ရဲ့ပါ နန်းလောက်လေးမှာ spawn ပါတယ်ခုခုပေါ့နော်ဒီအပင်အောင်လေးမှာ spawn ပါတယ် okay okay ဒီမှာ skyland ပေါ့နော်အဲ sky skyland ရဲ့ဒီနန်းလေးအော် sorry 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 အဲ့လေးစားလိုက်အောင်မနော်ခဏလေးအဲဒီနန်းဒီနန်းလောက်မှာ spawn နေပေါ့နော်ဒီ castle နန်းလေးမှာ spawn နေပေါ့နော် နောက်တနေရာကတော့ဒီရေကွန်ဤအောက်မှာပါအဲဒီပေါ့နော်ဒီ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 အုံးမင်လေးနန်းလေးမှာပါဒီအုံးမင်လေးနန်းလေးမှာစွားပါတယ်ကျွန်တော်ခုတည်းကမတွေ့သေးပါဘူးပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီနန်းလေးပေါ့နော်ဒီနန်းလေးကဒီအပင်စကိုင်းလန်းမှာပါပဲဒီအပင်လေးနန်းလေးမှာစပောင်းပါတယ်နောက်တစ်နေရာကလည်းစကိုင်းလန်းမှာပါပဲစကိုင်းလန်းမှာကို၄နေရာလောက်ရှိရပြအတီးစပောင်းတာဟောလာဒီပေါ့နော်အာဒီပေါ့ဒီနန်းလေးက တပင့်လေးတစ်ခုခုမှာသူအသေး spawn နေပေါ့နော်အခုလဲကျွန်တော်မတွေ့ခဲ့ပါဘူး Okay နောက်တနေရာကိုသွားပါမယ်နောက်တနေရာကတော့အဲ့ဒီအပေါ်နန်းလေးကရှိတဲ့ skyland မှာပါပဲပေါ့နော်အဲ့ဒီအပေါ်နန်းလေးမှာရှိတဲ့ဒီထဲပေါ့နော်ဒီကာကိုကျွန်တော်တို့ကအာပေါ့သူပြတိုင်းပုံစံရတယ်ကျွန်တော်ဒါကိုအဲအဲ့လိုအဲ့လိုဖြက်စီးပြီးတော့ရောက်သွားတဲ့နေရာပေါ့နော်အဲအဲ့နေရာလေးကိုမှကျွန်တော်တို့ဒီနန်းလောက်လေးပေါ့ အာဒီနားဒီနားမှာ spawn နေပေါ့နော်ဒီအပင်အောက်မှာပါဒီအပင်အောက်မှာ spawn ပါတယ်မတွေ့ခဲ့ပါဘူးအခုလဲ okay နောက်တနေရာကိုနောက်တနေရာကိုသွားပါမယ်နောက်တနေရာကတော့ဒီဘက်ကအပေါ်အပေါ်နန်းလေးပဲပေါ့နော်ဒီတစ်ပင်အမြင့်ကြီးကနေပြီးတော့ကျွန်တော်တို့ဆက်သွားလိုက်ရင်ဒီမှာ in ne in ne ရဲ့ခေါင်းလောင်းကြီးရှိရယ်ပေါ့နော်ရှင်ပါ in ne ရဲ့ခေါင်းလောင်းကြီးအဲခေါင်းလောင်းကြီးရဲ့ဒီဘေးနန်းလေးမှာ အော်လောင်းကြီးရေဒီဘက်ဘေးနဲ့လေးကဒီအပင်လားမသိဘူးပေါ့နော်ဒီအပင်ဒါမှမဟုတ်ရင်ကျွန်တော်ထင်ဒီအပင်ပေါ့နော်ဒီဒီအဒီနဲ့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 မှာဒီနဲ့မှာဒီနဲ့မှာစပောင်းပါတယ်အသီးတွေဒီတလုံးဒီနဲ့မှာရှိမယ်ပေါ့နော်ဒီနဲ့မှာသူပြောထားတာကြတော့ဒီနဲ့မှာကအဲ့လိုလိုရာခိုင်နှုန်းတော်တော်များတယ်ပေါ့နော်အသီးကျနိုင်ကြီးရာခိုင်နှုန်းတော်တော်များတယ်ဒါပေမဲ့ကျွန်တော်ရောက်ခဲ့တယ်မတွေ့ခဲ့ပါဘူးအခုကျွန်တော်ရောက်ခဲ့တယ်မတွေ့ခဲ့ပါဘူး နောက်တနေရာကဒီရပါတော့ Water 7 Fountain City ကဒီတအိမ်နဲ့ရှိတဲ့အိမ်လေးရဲ့ဒီ Water 7 Fountain City ရဲ့ဒီအပင်အောက်မှာ spawn ပါတယ်အဲနောက်တနေရာကတော့ဒီရှေ့နန်းလေးပေါ့နော်ဒါကတော့ဒီနန်းလေးပေါ့နော်အဲဒီဒီအပင်အောက်မှာဒီအပင်အောက်မှာ spawn ပါတယ်လို့ပြောရင်းနဲ့ကျွန်တော်တွေ့ခဲ့ပါပြီဗျာ What Oh flame through ရကွာငါရပြီးသားလေးလေ โอ้ยะသွားတယ်အတီးရှိတယ်ဒါပေမဲ့ကျွန်တော်စားပြီးသား flame fruit လေးဖြစ်နေတယ်ဗျာအသက်ဟဲโอ้ my god တိတ်ထားလိုက်မယ်เนาะဒါတကယ်ချင်းတယောက်ယောက်ကိုကျွန်တော်ပေးလိုက်မယ်နောက်တစ်ခါကြာလို့ရှင်ဒါမှမဟုတ်လည်းကျွန်တော်ဒီမှာကုသိုလ်ကောင်းမှုလုပ်လို့ရပါတယ် အာမဟုတ်ရင်ကျွန်တော်ဒီဗီဒီယိုကို ကြည့်ပြီးတော့မြင်တဲ့ညီကိုတွေပေါ့နော်ဒါမှမဟုတ် beginner ညီကိုတွေအဲတယောက်ယောက်ခုမှစဆုံးမဲ့ blood fruit ညီကိုတွေရှိလို့ရှိရင်ကျွန်တော်ဒီနေ့မှထားခဲ့ပေးပါမယ် plain fruit လေးကိုနော်ဒီမှာကျွန်တော်အဲကျွန်တော်ဘလိုဘလိုလောက်ရမလဲဆိုတော့ဒီနေ့လေးကျွန်တော် draw ခဲ့လိုက်မယ်နော် item လေးကိုဘလိုလောက်ရလဲဒါ draw က Oh my god နောက်ဆုံးတော့တွေ့ခဲ့ရင်နော် flame through လေးအဲ့မဲ့ကျွန်တော်ဒီအသီးလေးကိုကျွန်တော်ချခဲ့လိုက်ပါမယ်ဒီနက်လေးမှာပဲပြန် draw ခဲ့လိုက်ပါမယ်ဟော cannot draw တဲ့ချလို့မရဘူးပဲအဲ့တော့ကျွန်တော်ပြန်တင်းထားလိုက်ပါမယ် finally တွေ့တော့တွေ့ခဲ့တယ်ပေါ့နော်သူပြောတဲ့ဒီ tutorial ကိုကြည့်ပြီးတော့ကျွန်တော်နေရာတွေမှာရှာခဲ့တဲ့အခါမှာကျွန်တော်တွေ့ခဲ့တယ်ပေါ့ဒါပေမဲ့ ီစားပြီးသားကျွန်တော်စားပြီးသား flame fruit ဒီပဲဖြစ်နေရပေါ့เนาะအဲ့တော့ကျွန်တင်ထားလိုက်ပါမယ်တင်ထားပြီးတော့ဒီ video ကိုတွေ့ပြီးတော့ခုမှစားဆောင်ရဲ့ block fruit ညီကိုတွေအဲအတီးလိုတယ်ဒီ flame fruit လေးလိုအပ်တယ်ဆိုရင် comment မှာကျွန်တော်ကိုမှတ်သွားလို့ရပါတယ်ပြောသွားပါကျွန်တော်အကောင့်အပ်ပြီးတော့ကျွန်တော်ဒီအတီးလာပေးလဲပါမယ် Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အဲပြီးတော့ဒီပေါ့နော်ညီကိုတွေဒီ ဘယ်လိုရှာရင်းနဲ့ခုနကကျွန်တော်ပြောတဲ့နေရာတွေမှာ တွေ့ခဲ့လို့ရှိရင် တွေ့ဘူးတဲ့လူတွေရှိလို့ရှိရင် comment မှာမှတ်သွားပေးပါဦးအဲကျွန်တော်ဘယ်နေရာနေပေါ့နော်ဘာလေးရခဲ့တယ်သူကခုနကတော့ဆိုရင်လည်းကျွန်တော်ဆိုဗျာဒါကျွန်တော်လုံးဝဖန်တီးထားတာမဟုတ်ဘူးဘယ်လိုပြောရမှာလဲအဲ့လိုကျွန်တော်တောင်းရင်းနဲ့ဒီ tutorial ရဲ့တစ်ခုကိုကြည့်ရင်းနဲ့ကျွန်တော်ဒီခုမှစဆောင်မဲ့ beginner တွေအတွက်ပြန်လဲမျှဝေရင်းနဲ့တွားလိုက်တဲ့အချိန်မှာပေါ့နော် အဲတွေ့ခဲ့တာပေါ့လုံးဝ surprise ဖြစ်ပါတယ်အတီးလေးအဲ့လိုလေးအပင်အောင်လေးမှာကျွန်တော်တကားမှမတွေ့ဘူးပါဘူးအခုတော့လုံးဝတွေ့ခဲ့ပါပြီးပြီးတော့ဖြစ်ရှင်တော့ flame through ပဲဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ဒီလိုအပ်တဲ့ညီကိုတွေကိုကျွန်တော်ပြန်ပေးပါမယ် okay အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါဘာဖြစ်